ပါစကာပြင်စမသတင်းပတ်ရဲ့ကြာတပတိနေရှင်ယောအေယုန်ဂလိချံအခန်းကြီး15အခန်းငယ်6မှ17ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန်တော်မူသည်မှာခမည်းတော်သည်ငါ့ကိုချစ်တော်မူတကယ်သို့ငါသည်သင်တို့ကိုချစ်၏ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့ငါသည်ခမည်းတော်၏ပြည့်ညတ်တော်များကိုစောင့်ထင်း၍ ိုတော်ဤချစ်ချင်းမြတ်တာ၌တည်နေတကဲ့သို့သင်တို့သည်လည်းငါ၏ပညတ်တော်များကိုစောင့်ထိန်ကြပါလျင်ငါ၏ချစ်ချင်းမြတ်တာ၌တည်နေကြလိမ့်မည်ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့၌တည်ရှိစေခြင်းငါ၎င်းသင်တို့၏ဝမ်းမြောက်ခြင်းသည်လည်းပြည့်စုံစေခြင်းငါ၎င်းဤအကြောင်းအရာများကိုသင်တို့အားငါဟောပြော၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိ တရားတော်ပေဒီ remain in my left ငါ၏ချစ်ချင်းမေတ္တာ၌တည်နေကြတော့မနေ့ကတော့ဇပြစ်နွယ်ပင်အကြောင်းကျွန်တော်တို့ကြားခဲ့ရပါတယ်သူ၌တည်နေဖို့သူ၌အဆက်အသွယ်ရှိဖို့ဒီနေ့မှသူ့ရဲ့ချစ်ချင်းမေတ္တာ၌တည်နေပါဆိုပြီးဖိတ်ခေါ်လာပါတယ်ဒီဖိတ်ခေါ်ချက်ဟာနူးညံ့ပါတယ်တိမ်မွေးပါတယ်လှပလုံးအောင်ကြည်ပါတယ် ချစ်ချင်းမေတ္တာပေါ်သူရဲ့ချစ်ချင်းမေတ္တာပေါ်မိတည်နေဖို့ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပါတယ်မိနေပါတည်နေပါ remain abide ဒီစကားလုံးဟာဓမ္မသစ်မှာ118ကျိန်ပါပါတယ်ဒီထဲမှာမှရှင်ယောဟန်အင်္ဂလိပ်ကျမ်းမှာအကျိန်40နဲ့သူရဲ့ဆုံးမဇာတ်ထဲမှာ28ကျိန်အောင်ပါတာကိုတွေ့ရပါတယ်ဒီနေ့ကြားတဲ့အခန်းငယ် ဒေထဲမှာလည်းပဲတော်တော်များများပါပါတယ်။ခန်းကြီးဆန်ကခန်းငယ်တက်ကနေ7မှာ10ချင်းကြောကြောပါတယ်လို့ဆိုပါတယ်။အတိတ်ပဲကသူ့နဲ့အဆက်အသွယ်အမြင်ရှိပါဆိုညွန်ကြားချက်ပဲဖြစ်ပါတယ်။သူ့ရဲ့ချစ်ချင်းမေတ္တာ၌အမြဲတည်နေဖို့သူရှိတယ်ဆိုတာကိုသိဖို့သူဟာကျွန်တော်တို့ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ကိုတိုင်းကိုကြနေ့စဉ်နေ့တိုင်းမှာတနည်းမဟုတ်တနည်းနဲ့ အများရမဲ့ရှာဖွေတွေးရှိနေဖို့အရေးကြီးပါတယ်။သူ့ရဲ့ချစ်ချင်းမြတ်တာဟာခမီးတော်စီကလာတယ်။ခမီးတော်နဲ့သူနဲ့အစင်သမပြတ်တလုံးတဝါရှိချင်းကပေါ်ထွက်လာတယ်။ဒါကြောင့်မိတီနေတဲ့ချစ်ချင်းရအရေးမြစ်ဟာ သူ့စီကတော့မဟုတ်ပဲသူနဲ့ခမီးတော်ရဲ့အဆက်အသွယ်မှာပေါ်ထွက်လာတဲ့ချစ်ချင်းပဲဖြစ်ပါတယ်။ဒီချစ်ချင်း၌တီနေဖို့အတွက်ခေါ်တော်မူခြင်းခံရပါတယ်။ ဒီလိုချစ်ချင်းမနိုင်တည်နေဖို့မှီနေဖို့အသက်ရှင်နေဖို့ဟာချစ်ချင်းမေတ္တာရဲ့စွမ်းအားကိုလည်းယုံကြည်ဖို့လိုအပ်ပါတယ်။သခင်ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာစွမ်းအားဟာအလုံးကိုအောင်မြင်နိုင်တဲ့စွမ်းအားဖြစ်ပါတယ်။နှဆိုးနဲ့တည်ခြင်းကိုတော့အောင်မြင်နိုင်တယ်။အမုန်းတရားများအလုံးကိုအောင်မြင်နိုင်တယ်။ဘယ်လိုနှဆိုးရဲ့လက်နက်သူ့ရဲ့ထောင်ချောက်ဘယ်လိုပြည့်ရမျိုးပဲဖြစ်ဖြစ်အောင်မြင်နိုင်တဲ့ ချစ်ချင်းမေတ္တာမျိုးဖြစ်ပါတယ်။ဒါကြောင့်ချစ်ချင်းမေတ္တာရဲ့စွမ်းအားကိုယုံကြည်ဖို့လည်းလိုအပ်ပါတယ်။ချစ်ချင်းမေတ္တာရဲ့စွမ်းအားကိုယုံကြည်မှသာလျှင်ဒီချစ်ချင်းမေတ္တာပေါ်မှာရဲရဲဝံ့ဝံ့မိနေတည်နေနိုင်မှဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့တခြားသူ့ရဲ့ချစ်ချင်းမေတ္တာ၌မိနေတည်နေနိုင်မှုအတွက်သူ၏ချစ်ချင်းမေတ္တာပေါ်တနည်းတခြားယုံကြည်ခြင်းတိုးတက်ပွားများလာရအောင်ဆုတောင်းကြပါစို့တပည့်တော်တွေယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါ